ဒီနေ့အိတ်ဆဲထဲမှာအသက်အတွက်တာလေးကိုဆက်သွားကြမယ်နော်အဲ့တော့မနေ့တုန်းကပြောခဲ့တာက service here လောက်သက်အတွက်တာပြောခဲ့တယ်လောက်သက်အတွက်တာကိုလိုချင်တဲ့ဆိုရင် today date ထဲက entry date ကိုနှုတ်ဒီနေ့မှာ365ရက်ရှိတဲ့အတွက်365နဲ့စာအဲ့တော့သူပြတ်ထားတာလေးဆိုရင်တပတ်နှိပ်လိုက်လို့ရတယ်နော်အဲဆိုရင် today date ထဲကဘာလို့လဲဆိုအလုံးဝင်တဲ့အလုံးစဝင်တဲ့ date start date ကိုနှုတ်လိုက်မယ်ပြီးရင်တော့ဒီနေ့မှာ365ရက်ရှိရတဲ့365နဲ့စားတယ်ဒါကြောင့် service year ထွက်လိုက်တယ် အခု extract တော့မယ်ဒါဆိုရင်ဒီထဲမှာ extract မယ်ဆိုရင်တော့သူက today date ထည့်ရပဲအသက်တွက်မှာဖြစ်တဲ့အတွက်အခုဒီစင်းရင်းထဲမှာဆိုရင်နာမည်ရှိမယ်အလုပ်ဝင်တဲ့ date ရှိမယ်မွေးသက် grade မပါဘူးဖြစ်နေတယ်မွေးသက် grade ထပ်ထည့်လိုက်မယ်နော်အဲ့တော့ column C ပေါ်မှာ click နှိပ်မယ် right click နှိပ်ပြီး insert နဲ့သွားလိုက်ဒီအကွက်ထဲမှာဗာထက်ထွက်မယ်ဆိုရင် date of birth ထည့်လိုက်မယ်ဒီ OP ပဲထည့်လိုက်တော့ ဒါဆိုရင်ဝိသက်ဂရိဝိသက်ဂရိကဒီအေအေဆိုတဲ့တယောက်ကဒီကနေစမလို့ဆိုရင်တရက်တလပိုင်းတရက်ဒါမဲ့ဒီ year for minute ရိုက်တာမဟုတ်ဘူးနော်2000နောက်တယောက်က5လပိုင်း2ရက်1990နောက်တယောက်က9လပိုင်း10ရက်1990 တကူကူရှိနောက်တယောက်ကဆယ်လပိုင်း ਸੰਨਯੇ ဒါဆိုရင်ဒီဘက်မှာစတွေ့တော့မယ် each တော့ each တွေ့မယ်ဆိုရင် equal သူလဲတူတဲ့ဒိတ်ထဲရပဲနှုတ်ရမှာဖြစ်တဲ့အတွက် ဒီမှာကျတော့ today date ကဒီနေ့ကဒါ28ရက်ဖြစ်သွားပြီလို့28ရက်ဆိုတော့ e4 ပြီးရင် minus ပြီးရင်မွေးသက် grid ကိုနှုတ်မယ် c4 ကိုနှုတ်တော့ဆက်တိုင်းပဲဒီနှစ်ခုနှုတ်လို့ရတဲ့အဖြေကိုမှာတနေ့365ရက်အစားမှာဖြစ်တဲ့အတွက်အစား365 enter ခါအဲ့တော့သူဒီအသက်ကဒသမထွက်နေရဲ့နော် ဒသမထွက်နေရဖြစ်တဲ့အတွက်သူ့ကိုဒသမလျှော့လို့ရမယ်။ home debt ရပဲ decrease တက်စီမယ်။2.5ဖြစ်တဲ့အတွက်သူတွေ24ပဲရှင်းပါဘူး။တကယ်လို့5ဖြစ်ခင်မယ်။ဒသမ5ရဲ့အထက်ဆိုရင်တော့သူက25ဖြစ်နေမယ်နော်။အဲ့တော့ဒီမှာလျှော့လိုက်မယ်။24ပြင်အောက်ကိုဖေးရတယ်ကနေဆွဲချလိုက်ဒါဆို124ဖြစ်နေဘာလို့လဲမွေးသက်ခရစ်မှာမထည့်ထားတာနော်အဲမွေးသက်ခရစ်ထည့်ကြည့်လိုက်မယ်အဲ6လပိုင်း9ရက် ဒါဆိုရင်28နှစ်ဖြစ်သွားပြီနော်အဲ့တော့ဒါလေးကကြတော့အသက်အတွက်တာအဲ့တော့ service day ပဲအတွက်အတွက် age ပဲအတွက်အတွက်နောက်ခုရှိသွားပြီပေါ့နော် service day အတွက်ရင်လည်းသူဒီပါဆို2 day date ထဲကနေအလုပ်ဝင်တဲ့ service day ဖြစ်တဲ့အတွက်အလုပ်ဝင်တဲ့ရက်ကိုနှုတ်အနှစ်365ဖြစ်တဲ့365စာအဲ့တိုင်းပဲ age ကိုတွက်ချင်တယ် age ကိုတွက်ချင်တယ်ဆိုရင်လည်း2 day date ထဲကနေပဲသူရဲ့မွေးသက် grade ကိုနှုတ်လိုက်ရမှာ အဲသူရဲ့ due date ကနေမွေးတက် group ကိုနှုတ်ပြီးတော့365နဲ့စပြီးပါအရှင်ပြပါကွာတွေ့ကြည့်ပါဦး